မင်္ဂလာပါပရိသတ်ကြီးရေဒီတစ်ခေါက်မှာတော့ပဝင်းကျင်မှာရှာရှာပပတွေးလေတွေးထားတိတ်မရှိတဲ့အေဘိုင်နိုလို့ခေါ်တဲ့ငွေရပါသဘင်အသားရောင်ဖြူစွနေတဲ့တရိတ်ဆန်တွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဘာပေါ်ကလူပေါင်းရောင်2000မှာလူတစ်ယောက်ရဲ့ငွေရပါသဘင်ဒါမှမဟုတ်အသားရောင်ဟာဖြူစွစွပုံစံမျိုးနဲ့ငွေဖွာလာတတ်ပါတယ်။အခုလို့ဖြစ်ရတာကတော့ခန္ဓာကိုယ်ကနေမယ်လနင်ဓာတ်ကိုလုံလောက်စွာမထုတ်လုပ်နိုင်တာကြောင့်ဖြစ်ပြီးဒါဟာလူရဲ့အရေပြားသဘင်နဲ့မျိုးလုံးတွေကိုအယောင်အတွေးလုံးဝကင်းမဲ့သွားစေခဲ့တာပါ။ ဒါတွေဟာလူသားတွေမှသာဖြစ်တတ်တာမဟုတ်ပါဘူး။တချို့သောတရိษံတွေမှာလည်းရှရှပပဖြစ်တတ်ပါတယ်။အဲဒါကြောင့်တင့်အနေနဲ့ခန္ဓာကိုယ်ဖြူးစွနေတဲ့အေဘိုင်းတို့တရိษံတွေကိုမမြင်ဘူးသေးဘူးဆိုရင်ဒီဗီဒီယိုလေးမှာကြည့်လိုက်ကြရအောင်။နံပါတ်1အေဘိုင်းတို့မြင်းတွေဟာငွေးစကလေးကအသက်ကြီးလာတဲ့အထိတကိုယ်လုံးဖြူယောင်ဖြစ်နေတာပါ။ကျွန်းနဲ့ယုံလိုမျိုးနိုးတိုက်တဲ့တော်ဟာအများစုနဲ့မတူပဲသူတို့မှာနီညိုရောင်မျက်လုံးတွေလည်းမရှိပါဘူး။ အဲပိုင်းတို့မြင်းတွေဟာအညိုရောင်ဒါမှမဟုတ်အပြာနုရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားကြပါတယ်။ကျွမ်းကျင်သူတချို့ကတော့ဒါဟာမြင်းတွေရဲ့ပုံမှန်ဖြူရောင်မျှသာဖြစ်ပြီးတရားရာဂိုင်းတို့အဲပိုင်းတို့မဟုတ်ကြောင်းယုံကြည်ထားကြပါတယ်။နံပါတ်1အဲပိုင်းတို့တမင်အောက်ပနိုဒီယာအဲပိုင်းတို့တမင်တွေအတွက်တော့ဒါဟာကောင်းခြင်းရောဆိုးခြင်းရောနှစ်မျိုးစလုံးတွန်တွဲနေတယ်လို့ပြောရမှာပါ။ တောအုပ်ထဲမှာရှိနေရင်တောင်မှမိုင်းမောင်းများစွာအဝေးကနေထင်ထင်ရှားရှားမြင်ရတာမို့ရန်သူလက်ကပုံအောင်ဖို့ဆိုတာအဲပိုင်းတို့တမင်တွေအတွက်တော့အခက်ခဲတစ်ခုပါပဲအခြားတစ်ဖက်မှာတော့သူတို့ရဲ့အလှတရားနဲ့ရှားပါတဲ့အသွင်ပြင်းကြောင့်သက်ဆိုင်ရာကမူဆိုးတွေကိုအမဲလိုက်ဖို့တားမြစ်ထားပါတယ်အဲပိုင်းတို့တမင်တကောင်ကိုတက်လိုက်တဲ့သူဟာကန့်ဆိုးမှုကိုကိုယ်တိုင်ခံစားရရတယ်ဆိုတဲ့ဒဏ္ဍာရီတစ်ခုလည်းရှိခဲ့ပါတယ်နံပါတ်3 လေလက်ရှိမှာတော့ပင်လယ်လေးတွေဟာမြို့တုံးပြောက်ွယ်လူနီးပါးမျိုးစိတ်စင်ရင်ထဲမှာပါဝင်နေပြီးအဲပိုင်းတို့ပင်လယ်လေးတွေဟာလည်းအလွန်ရှားပါးလွန်းလာကြောင်၎င်းတို့ပုံတွေဟာမီဒီယာတွေမှာလူအများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။2016ခုနှစ်မှာတော့စေတနာဝန်ထမ်းအဖွဲ့တစ်ဖွဲ့ဟာဩစတြေးလျနိုင်ငံကွင်းစ်လန်းရှိကက်စဝေးကမ်းခြေမှာအဲပိုင်းတို့လေးကလေးပါတဲ့လေးအတိုက်ကို တွေ့ရှိခဲ့ပါတယ်။ အတိုက်ထဲမှာလိတ်ကလေး122ကောင်ရှိပြီးမင်းတို့ဟာအဲပိုင်းတို့ပင်လေလိတ်ကလေးကို ခြံထားခဲ့ပြီးအတိုက်ကနေထွက်ခွာသွားခဲ့ကြပါတယ်။စေတနာဝန်ထမ်းတွေကလည်းအဲ့ဒီလိတ်ကိုအာဘီလို့အမည်ပေးထားပြီးသူဟာအင်တာနက်မှာနာမည်ကြီးလာခဲ့ပါတယ်။နံပါတ်၄ မိချောင်းမိချောင်းကောင်းတို့တွေကိုတော့ပုံမှန်အားဖြင့်အရှိတောင်ပိုင်းပြည်နယ်တွေရဲ့ရွှွက်ွက်တော်မှာတွေ့ရတတ်ပြီးသူတို့နဲ့ထိတ်တိုက်တွေ့ဆုံဖို့ကိုတော့ဘသူမှစိတ်ကူးရင်ဖူးကြမယ်မထင်ပါဘူးနော်ဒါပေမဲ့ကဘာပေါ်မှာအကောင်ရည်20ခန့်သာရှိတာကြောင့်အဲပိုင်းတို့မိချောင်းတွေဟာလည်းရှားပါမျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။တမင်တွေလိုပဲသူတို့ရဲ့ထူးခြားတဲ့အသားအရောင်ဟာအမဲလိုက်မှုဆိုးတွေရဲ့ပြင့်မှတ်တစ်ခုဖြစ်ုံသာမကပဲ။ရေပြားကလည်းနေရောင်ခြည်တံကိုခုခံနိုင်စွမ်းမရှိတာကြောင့် သူတို့ဟာအသက်ရှင်ရှင်နေဖို့မစွမ်းဆောင်နိုင်ကြပါဘူး။အကျော်ကြားဆုံးအေဘိုင်နိုမီကျောင်းကိုတော့ White Diamond လို့ခေါ်ပြီး၎င်းကိုဂျာမနီနိုင်ငံ Saran Gandhi ပန်းခြံမှာတွေ့မြင်နိုင်ပါတယ်။အဆိုပါမိကျောင်းကိုတော့လူဝစီယာနာပြည်နယ်ကနေထိုနေရာကိုတွားတွားတတော်ဝပြပွဲအတွက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။နံပါတ် ဇီးကွက်ဟယ်ရီပေါ်တာရုပ်ရှင်စကားတွေကလိုမျိုးခန့်ညားထဲဝါတဲ့ဇီးကွက်ကြီးကိုတော့2016ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့အရေပြားနဲ့အမွှေးတွေဟာအယောင်မရှိတာကြောင့်အဲဘိုင်နိုဇီးကွက်ရဲ့မျိုးလုံးတွေကအနီအောင်တောက်တောက်ဖြစ်နေပြီးမျက်ဝန်းမတဆင့်အတွင်းသွေးကြောတွေအထိကိုမြင်တွေ့နိုင်ပါတယ်။နံပါတ်6ရှင့် ရှင့်အကောင်ကြီးတသိန်းမှာရှရှပပအဖြူရောင်ရှင့်တကောင်သာမွေးတက်တာဖြစ်ပြီးအဲ့ဒီတကောင်ကိုတွေ့ပြီဆိုရင်တော့တင်းအတွက်ရှရှပပကံကောင်းခြင်းတစ်ခုပါပဲဒါပေမဲ့ကံဆိုးမှုတစ်ခုကတော့ညခင်းစိမ့်ပေါ်မှာသူတို့ရဲ့ဖြူဖွေးနေတဲ့ခန္ဓာကိုယ်ကြောင့်တိုင်းငက်တွေရဲ့အစာဖြစ်အလွယ်တကူဖန်းစည်းခံနေရခြင်းပဲဖြစ်ပါတယ်နံမတ်9ပိုဟတ်ပိုဟတ်ကိုတော့လူတော်တော်များများကသဘောကျကြလိမ့်မယ်လို့မထင်ပါဘူးသူတို့ကိုတွေ့ပြီဆိုတာနဲ့အများစုကတော့အိမ်ထဲကနေမောင်းထုတ်ပစ်ဖို့စူးစမ်းကြပါလိမ့်မယ် ဒါပေမဲ့သင်ဟာအဲပိုင်းတို့ပိုးဟက်ကိုတွေ့ရင်တော့အခုလိုမျိုးအိမ်ထဲကနေ မောင်းထုတ်နိုင်လိမ့်မယ်လို့ထင်မိရဲ့လား။နံပါတ်၈ကိုရာမီနှက်တွေနဲ့အင်းဆက်ပိုးမွားများတာမကငားတွေမှာလည်းအဲပိုင်းတို့ငားတွေရှိတတ်ပါတယ်။သူတို့ကမှမဲလနင်တဲ့အယောင်ချဲပစ္စည်းဟာအလွန်နှဲပါနေတာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာနှင်းတွေလိုမျိုးဖြူစွတ်နေပါတယ်။သင်ဟာကိုရာမီငားတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူရန်ဆုံးဖြတ်ခဲ့ရင်တော့ သူတို့ရဲ့အမြင်အာရုံကိုပုံမဆိုးရွားစေတဲ့တောက်ပတဲ့အလင်းရောင်တွေကိုသတိပြုတင်ပါတယ်။နမတ်ကိုကြီးကန်းအဲဘိုင်နိုကြီးကန်းတွေနဲ့ကြီးနဲ့တွေဟာကဘာပေါ်ကအရှားပါဆုံးငှက်များစည်းရင်းထဲမှာပါဝင်နေပြီးဒဏ္ဍာရီဆန်တဲ့ငှက်တွေပဲဖြစ်ပါတယ်။ပုံမှန်ကြီးကန်းတွေလိုမျိုးသူတို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုတဘာဝအတိုင်းခံစားနိုင်ပြီးရှူခွေးနေတဲ့ခန္ဓာကိုယ်အယောင်ကတော့နေအောင်ကြီးတန်းကိုခံနိုင်ရေမရှိပါဘူး။ သူတို့ကြုံတွေ့ရတဲ့နောက်ထပ်ပြဿနာတစ်ခုကတော့လက်တွဲဖော်ရှာဖို့ပါပဲ။အဲဒါကြောင့်ကံကောင်းတဲ့ငှက်တချို့ကတော့ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်မှုတွေများစွာပေးနိုင်တဲ့လူသားတွေနဲ့သာနေထိုင်သွားကြပါတယ်။ဒီတစ်ခေါက်ပြောပြပေးသွားတဲ့အဲပိုင်းတို့တတဝါတွေအကြောင်းကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင့်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။